မင်္ဂလာပါရှိဘလုံး YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗုဒ္ဓဦးနေ့ညမှာကစားမယ် Champion League ဝယ်စဉ်လေးတွေကိုသုံးသက်ရွေးချယ်ပြီးသွားမှာပဲဖြစ်ပါတယ်နေ့စဉ်ဘောလုံးပွဲတွေကိုသုံးသက်ရွေးချယ်ဆွေးနွေးတင်ပြသွားမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့ရအတွက်မြစ်တာရခံကြပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ဝယ်စဉ်လေးကတော့ အာဆင်နယ်အသင်းနဲ့ဘိုင်ယန်မြူးနစ်တို့အသင်းပဲဖြစ်ပါလေအဆင်နယ်အသင်းကအင်ကွင်းမှာဘိုင်ယန်မြူးနစ်အသင်းကို level 40ရှုံးကြိုးပေးထားပြီးတော့မှဘူပေါင်းကြီးအဖြစ်3ဝပေါင်း60ပေါ့တာဘူးတွေ့ရမှာဖြစ်ပါတယ်အာဆင်နယ်အသင်းနဲ့ဘိုင်ယန်မြူးနစ်တို့အသင်းတို့ဟာချန်ပီယံလိဂ်ပွဲစဉ်ဇာတ်မှာနံပါတ်1နဲ့နံပါတ်2နေရာကို ယူထားပြီးတော့မှလေးပွဲကစားပြီးတဲ့နေရာမှာလေးပွဲစလုံးအလိုင်းရထားတဲ့အသင်းနှစ်သင်းပဲဖြစ်ပါတယ်။ဂိုးရီအနေနဲ့ကတော့ဘိုင်ယန်မြူနစ်ကစလုံးကိုသွင်းထားပြီးတော့၃ဂိုးပြန်ပေးရပေးထားရပါတယ်။အာဆင်နယ်အသင်းကတော့၁၇ဂိုးရရှိထားပြီးတော့မှပေးဖို့လုံးဝမရှိသေးတော့အသင်းတစ်သင်းဖြစ်ရပ်တည်နေပါတယ်။အာဆင်နယ်အသင်းကတော့ပြီးခဲ့တဲ့ဘတ်တနင်္ဂနွေနေ့မှာမှာ တတိယ hospital ကိုအိမ်ခွင်းမှာဖိုးဝမ်းဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာကိုတွေ့ရပါတယ်။အစနေသင်းရဲ့အိမ်ခွင်းဆွမ်းဆောင်ရည်ဟာဒီနှစ်မှာတော်တော်လေးကောင်းမွန်လာကိုတွေ့ရှိရမှာဖြစ်ပါတယ်။အိမ်ခွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးကူအနည်းဆုံးအသင်းအဖြစ်ကျွန်တော်ရက်တည်နေရဦးပဲတွေ့ရမှာဖြစ်ပါတယ်။အိမ်ခွင်းရဲ့ဆွမ်းဆောင်ရည်ဟာဆိုလို့ရှိရင်တော့ channel သင်းတွေထက်ပိုမှုပြီးတော့ကောင်းမွန်လာကိုတွေ့ရမှာဖြစ်ပါတယ်။ ိုင်အမ်ယူနဲ့အသင်းအနေနဲ့ကတော့နောက်ဆုံးကစားခဲ့တဲ့ပြည်တွင်းလိပွဲမှာ flying back အသင်းကို6-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားကိုတွေ့ရမှာဖြစ်ပါတယ်။ဒိုင်းဝင်းနဲ့အသင်းဟာပြီးခဲ့တဲ့ Champion League နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လည်း BSG အသင်းကိုအဝေးကင်းမှာ1-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်ဆန်းဆောင်ထားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲစဉ်တိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် twin goo ဟာပြင်းမြ3 goo နဲ့အထက်မှာပဲရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ဂိုးပေါင်းအနေနဲ့3အပေါင်း60ဆိုတဲ့ကြီးဟာဗိုင်ယန်မြူးနစ်နဲ့အာဆင်နယ်အသင်းတွေအလုံးကိုပျော့နေတာကိုကျွန်တော်တို့သတိထားရမှာဖြစ်ပါတယ်။အင်္ဂလိပ်စွမ်းဆောင်ရည်ကောင်းတဲ့အာဆင်နယ်အတွက်ကျွန်တော်တို့ဗိုင်ယန်မြူးနစ်ကိုဂိုးမပေးရအောင်စွမ်းဆောင်နိုင်မလားဆိုတာကိုလည်းကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်။အဲဒီပြောပြော3အပေါင်း60ဆိုတဲ့ နေထားမှာဆိုလို့ရှိရင်ကျွန်တော်ကိုအောက်ကိုပဲပို့ပြီးတော့မှအားတက်ပါတယ်အဲ့တော့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ကိုကျွန်တော်ကိုအောက်ကိုပဲရွေးချယ်ချင်တယ်အသင်းကိုရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့အင်ဂွင်းဖြစ်တဲ့အာဆင်နယ်အသင်းကိုပဲကျွန်တော်ရွေးချယ်ချင်ပါတယ်နောက်တစ်ပွဲအနေနဲ့ကတော့လက်ပတ်ပူးအသင်းနဲ့ PSV အသင်းတို့ရဲ့ပွဲစဉ်လေးတွေကိုကျွန်တော်သုံးသပ်ဆွေးနွေးချင်ပါတယ်လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Nottingham Forest ကိုအင်ကွင်းမှာ Z3 ဆိုတဲ့ရလက်နဲ့ရှုံးနိုင်ထားတာပဲဖြစ်ပါတယ်။ Man City တင်းကိုလည်း3-0ဆိုတဲ့ရလက်နဲ့အဝေးကွင်းမှာတခါရှုံးနိုင်ထားပါတယ်။နောက်ဆုံး၅ပွဲမှာ Liverpool တင်း2ပွဲနိုင်ရရှိပြီးတော့3ပွဲရှုံးထားပါတယ်။ Premier League မှာလည်းကျွန်တော်တို့12ပွဲကစားပြီးတဲ့အချိန်မှာ6ပွဲနိုင်ပြီးတော့မှ6ပွဲရှုံးဆိုတဲ့ရလက်ကို ရရှိထားတဲ့အသင်းပဲဖြစ်ပါတယ်။ PSV အသင်းကတော့ကျွန်တော်တို့ Big Win League မှာအခြေအနေကောင်းတဲ့အသင်းတစ်သင်းလို့ဆိုမှဖြစ်ပါတယ်။နံပါတ်1နေရာကနေဥဆောင်လာထားပြီးတော့မှ73ပွဲကစားပြီးတဲ့နေရာမှာ71ပွဲနိုင်တပွဲတည်ရတပွဲရှုံးဆိုလဲရလက်ကိုရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့အသင်းပဲဖြစ်ပါတယ်။ဒီနေ့သင်ရပေါ်ကြီးကိုကြည့်မယ်ဆိုလို့ရှင်လေဘာဘူးသင်းကနှစ်ပေါင်း80နှလုံးသွင်းရင်80ပြောရွှင်ရပါမယ် ဂိုးပေါင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း၄လုံး80သားဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာလီဗာပူးတင်းကအင်ကွင်းမှာဖြစ်ပေမဲ့သူ့ရဲ့နောက်တန်းဆွမ်းဆောင်ရည်တွေဟာဒီနှစ်မှာအတော်လေးကိုစိတ်ပြတ်ဖွယ်ရအခြေအနေရှိနေအောင်တွေ့ရမှာဖြစ်ပါတယ်ချန်ပီယံလိရဲ့ဆွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးတင်းဟာအဆင့်30မှာရပ်တည်နေပြီးတော့မှ၄ပွဲကစားထားတဲ့နေရာမှာ ုံးပွဲနိုင်ပွဲရှုံးဆိုတဲ့ရလတ်နဲ့ရရှိအောင်ဆွမ်းဆောင်ထားနိုင်ပါတယ်။ PSV တင်းကတော့လေးပဲကစားရမှာ တပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးဆိုတဲ့ရလတ်နဲ့တူနံပါတ်23နေရာမှာဖြတ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ဒီပုံသင်းကဘလောက်ပဲပြည်တွင်းလိမှာကစားပုံတွေစိုးရွားနေပြီမဲ့ချန်ပီယံလိမှာတော့ကျွန်တော်ဆွမ်းဆောင်ရည်ကောင်းတွေကိုပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ချန်ပီယံလိနောက်ဆုံးကစားပွဲတဲ့ ရီယယ်မက်ဒရစ်နဲ့ပွဲမှာလည်းအင်ခွဲမှာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ထိတ်တိုက်တွေ့ဆုံမှုပိုင်းမှာဆိုလို့ရှိရင်လည်း PSV တင်းကအသာစီးရထားတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ဒီပတ်ဘူးတင်းရဲ့ခံစစ်မတည်ငြိမ်မှုတွေကြောင့်မလို့ကျွန်တော်ဒီပွဲမှာဒီပတ်ဘူး ဘူးဘော်ကိုပဲရွေးချယ်ပေးကြပါမယ်။နောက်တစ်ပွဲအနေနဲ့ကတော့ Olympia ကိုနဲ့ Real Madrid ပဲဖြစ်ပါတယ်။ Olympia ကိုနဲ့ Real Madrid က Champions League ပွဲစဉ်မှာဆိုလို့ရှိရင် Real Madrid က၄ပွဲကစားပြီးတဲ့နေရာမှာ၃ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိအောင်ဆွမ်းဆောင်ထားနိုင်ပြီးတော့မှ Olympia ကိုကတော့၄ပွဲကစားတဲ့နေရာမှာ၅ပွဲမရရှိသေးပဲနဲ့၂ပွဲတည်း၂ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ ရရှိထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီပွင့်ရဲ့ပေါင်ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ real metric က1အနှုတ်30အလုံးသွင်း30ရှုံးပါမယ်ဂူပေါင်းအနေနဲ့ကတော့3အနှုတ်20ပေါင်ကြီးကိုပေါက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သိန်းငိုသုံးသက်ကြည့်မယ်ဆိုလို့ရှိရင် real metric ကတော့ champion league မှာအဆင့်လာအကောင်းဆုံးအတင်းလေးဖြစ်ပါတယ် ဲ့တော့ပြီးခဲ့တဲ့ချန်ပီယံလိပွဲမှာလီဗာပူးကို1-0နဲ့ရှုံးတာလည်းလို့ကျန်တဲ့ပွဲတွေကိုအနိုင်ရရှိအောင်ဆွမ်းဆောင်ထားတာကိုတွေ့ရပါဖြစ်ပါတယ်။ဝီကွင်းပွဲစဉ်ဖြစ်ပြီမယ်။မက်ဒရစ်တို့ဒီပွဲကိုအနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်မယ်လို့ပြောလင့်ပါတယ်။အဲ့တော့ကျွန်တော်ဒီပွဲမှာရေမက်ဒရစ်ကိုပဲယူချက်ပြီးကျင်ပါလေ။နောက်တစ်ပွဲအနေနဲ့ကတော့တို့ PSG နဲ့ Tottenham Hotspur ကိုပဲပွဲစဉ်လည်းဖြစ်ပါတယ်။ ရင်းချင်းတဲ့ဒေါ်တန်ဟော့စပါရီရဲ့ချင်းဒီချန်ပီယံလိဂ်ကိုကြည့်မယ်ဆိုလို့ရှိရင် PSG က၄ဘွယ်ကစားပြင်းနေရမှာ၃ဘွယ်9တဘွယ်ရှုံးဆိုလဲရလကူရရှိထားတာဖြစ်ပါတယ်ရှုံးတဲ့တဘွယ်ကတော့ဘိုင်ယန်မြူနစ်နဲ့ဖြစ်ပြီးတော့အင်ဝဲမှာရှုံးနေထားတာပဲဖြစ်ပါတယ်ဒေါ်တန်ဟော့စပါအနေနဲ့ကတော့ဒီဘွယ်ကစားပြင်းရဲ့အချိန်မှာ၂ဘွယ်9၂ဘွယ်တီရှုံးဘွယ်မရှိသေးတဲ့အင်းလိုပဲပြောမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ဒီပွဲရဲ့ပေါက်ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင် PSG က1.80တိအောင်ပြေးထလာဖို့ပဲတွေ့ရပါတယ်ဘူးကုန်းလေးနဲ့ဆိုလို့ရှိရင်တော့3.40အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော် PSG ကအရင်ပွဲမှာ Bayern Munich ကို1-2ဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်ထလာဖို့ပဲတွေ့ရမှာဖြစ်ပါတယ်လက်ရှိချန်ပီယံဖြစ်တဲ့အနည်းကျွန်တော်တို့အင်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကိုရှုံးထားတဲ့ရှုံးကြီးကိုတော်တန်ဟော့စပါနဲ့မှာတို့ပြန်ပြီးတော့မှခြေပနိုင်မယ်လို့မျှော်လင့်ပါတယ်တော်တန်ဟော့စပါတင်ကတော့ပြီးခဲ့တဲ့ဝေကွင်းပွဲစဉ်ဖြစ်အာဆင်နယ်အသင်းကိုဝေကွင်းမှာ4-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်တော့ PSG နဲ့ပဲလက်တွဲသွားမှာဖြစ်ပါတယ် ပြည့်ကြီးကတော့ဒီဘက်ကိုအဆန်းကုန်ကစားပြီးတော့အနိုင်ရရှိအောင်စမ်းဆောင်နိုင်မယ်လေအဲ့မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့နောက်တစ်ပွဲကတော့ Sporting Lisbon နဲ့ Clash Brugge အသင်းတို့ပဲဖြစ်ပါတယ်။ Sporting Lisbon နဲ့ Club Brugge အသင်းမှာဆိုရင် Lisbon ကနေပြီးတော့မှာ 1+30 ပေါက်ထားပြီးတော့မှာကူးပေါင်းနေနေရတော့ 3D 3 level ပေါ့နော်။ပေါက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့သူတို့နှစ်ဦးရဲ့ Champion League စွမ်းဆောင်ရည်ကိုကြည့်ရမယ်ဆိုလို့ရှိရင် စပိုတင်တင်းကဒီဝဲကစားပြီးတဲ့နေရာမှာဟုတ်နှစ်ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးဆိုတဲ့ရလတ်ရရှိထားပါတယ် first project ကတော့ဒီဝဲကစားပြီးတဲ့နေရာမှာတစ်ပွဲနိုင်တစ်ပွဲတည်နှစ်ပွဲရှုံးထားပါတယ်ဒါကစပိုတင်တင်းကပြီးခဲ့တဲ့ Champion League ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဂျူပင်တက်နဲ့1-1တေကျထားတာပဲဖြစ်ပါတယ်။ First Budget နေရင်ကတော့ပြီးခဲ့တဲ့ Champion League ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့3-3ဆိုတဲ့ရလက်ရရှိအောင်ဆွမ်းဆောင်ထားတာကိုပြရမှာဖြစ်ပါတယ်။အဲ့တော့ဝေးကွင်းပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင် project ရဲ့ဝေးကွင်းပွဲစဉ်တွေမှာဆွမ်းဆောင်ရေးကတောင်းလေးပြသထားတာကိုလည်းတွေ့နိုင်ပါတယ်။ Sporting thing ကလည်းကျွန်တော်ပြည်တွင်း league မှာဆိုလို့ရှိရင်စက်တပွဲကစားပြီးကိုယ်ဝဲနိုင်ရရှိအောင်ဆွမ်းဆောင်ပြီးတော့တပွဲတည်တပွဲရှုံးဆိုတဲ့ရလက်နဲ့ဒုတိယနေရာမှာ ဆန်းဆောင်ထားနိုင်ပါတယ်စကူတင်းရဲ့အိမ်ခွင်းမှာဖြစ်တဲ့အတွက်ကျွန်တော် bridge အနေနဲ့နိုင်ရရှိအောင်ဆန်းဆောင်နိုင်မယ်လို့လို့ထင်ပါဘူးဒါပေမဲ့ဒီဘွဲကိုကျွန်တော်နှစ်ဘွဲပေါင်းခုအများဥပေါ်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခုခုရွေးချယ်ပေးသွားတဲ့နေ့တွေကိုညီကလေးအနေနဲ့ကြိုင်းနေတဲ့တယ်ဆိုလို့ရှိရင်ယူပြီးတော့သုံးဆွဲနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အပူရီမှာလည်းပြန်လဲဆုံတွေ့ကြပါသေးခင်ဗျာ